မီစုံမြင့်မှာတော့ဒီငါးကြောင့်ရှူးတောင်ပေါက်ရကြဘူးတဲ့တခါတလေမြစ်ထဲကျောင်းထဲမှာဒီကူရတာမျိုးကအပန်းဖြေအနားယူနေတမျိုးပဲမဟုတ်ပါလားနော်ဒါပေမဲ့အမီစုံမြင့်အတွက်မှာဆိုရင်တော့ဒီလောက်အပန်းဖြေမှမချင်ပါဘူးဘာလို့လဲဆိုတော့အကြောင်းကိုဒီဘက်မှာဖော်ပြပေးသွားမှာဖြစ်လို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါနော်အဓိကအကြောင်းကတော့ကန်တီရူးလို့ဆိုတဲ့ငါးမျိုးကြောင့်ပဲဖြစ်ပါတယ်ငါးဆိုတော့ဘလူးငါးမျိုးပါလေအီယာမအသားစားငါးကြီးတွေများလားလို့ထင်လိုက်ရင်တော့အဲ့ဒီလိုမဟုတ်ပါဘူးနော် ဒါပေမဲ့အကြောင်းစုံသိသွားပြီဆိုရင်တော့အဖျားကျင်တယ်လို့နေမကောင်းကျင်တယ်လို့ဖြစ်သွားပါလိမ့်မယ်ရှင်။ကန်ဒီယူဆိုတဲ့ငါးလေးတွေကအမေဆုံရေလွှမ်းဧရိယာမှာအနေများပါတယ်။အကောင်လေးတွေကတသေးလေးတွေဆိုပေမဲ့သူတို့နာမည်ကတော့အမေဆုံမှာတကယ်ကိုနာမည်ကြီးတာပါ။အရင်သဘာဝထဲမှာဆိုရင်သူတို့ကတခြားငါးတွေစီကပ်ပြီးသွေးဆုပ်တက်တဲ့သွေးဆုပ်ငါးမျိုးတစ်မျိုးပါရှင်။ကပားငါးလို့လည်းခေါ်လို့ရပါတယ်။အကောင်လေးတွေကမပြောပါတော့ဘူးထင်ရပေမဲ့တကယ်တဲ့အနေအကားတော့စင်လောက်ကိုကြီးပါတယ်။တချို့ကသူတို့ကိုသွားကြထိုးတာငါလို့လည်းခေါ်တတ်ကြပါတယ်။ အကောင်သေးတာကိုလည်းဆိုလိုသလိုစူးနိုင်တာကိုလည်းဆိုလိုတာပါရှင်။ဒီအကောင်လေးတွေရဲ့ပြဿနာကဒီလိုပါ။ဒီကောင်တွေကအနှက်ခံပြီးတော့သူတို့ကပ်ပါလို့ရမယ့်အကောင်တွေကိုရှာနေတာပါအများအပြားတော့စီးကနေလိုက်လာတာကများပါတယ်တခြားငါးတွေစီးဆွလိုက်တဲ့အခါအဲ့ဒီငါးတွေနောက်ကိုလိုက်ပြီးတော့စီလန်းချောင်းနဲ့ဝင်ချသွားပါလေရောအဲ့ဒီအထဲကနေအဲ့ဒီငါးတွေရဲ့သွေးကိုစုပ်ပြီးနေတဲ့ငါးမျိုးပါ ဒီကောင်းလေးရဲ့အနောက်ကန်စနစ်ကတော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်နော်။လူသားတွေအတွက်လည်းဒီလိုကြောက်စရာကောင်းလေးလို့ပြောတတ်ကြတာမျိုးတွေရှိပါတယ်။အမေဆုံးတော်ရဲသွားရင်မြစ်ထက်စင်းရေကူးတဲ့အခါရေကူးကြသူတွေအထုံးစံအတိုင်းတိတ်တိတ်ကလေးလူမသိအောင်ရှုပေါက်ချဖို့ကြံလို့တောင်အဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ဒီကောင်းလေးကစီးနှံ့ကိုခံပြီးတော့လူတွေရဲ့စီးလန်းချောင်းလေးကိုလည်းဝန်လာတတ်တယ်လို့သတင်းကြီးလိုပါပဲရှင်။ဒီကောင်လေးကတကယ်ကိုတေးသေးလေးတွေဖြစ်ပြီးတော့တချို့တွေဆိုရင်လူတွေရဲ့စီလံချောင်းလေးကိုဝင်သွားရောက်တဲ့အထိကိုသေးပါတယ်။အထက်လေးရောက်ရောဒုက္ခပြီးတော့တာပါပဲ အထက်မှာမှအနာကျင်ခိုက်ခဲလာရင်ခွဲစိတ်ယုံမှတပါမရှိတော့ပါဘူးဒီအကြောင်းကိုရုပ်သံအစီအစဉ်တွေစာဆောင်တွေမှာဖော်ပြရေးသားထားကြတွေတော်တော်များများရှိပါတယ် သိပ္ပံပညာရှင်တွေကတော့ဒါကိုမယုံကြည်ကြပါဘူး။တန်ပြန်ရှိနေကြပါတယ်။ NLZ ဝဗေဒပညာရှင်တွေကဆိုရင်ဒါကိုလက်ခံမထားကြသေးပါဘူး။အကြောင်းကတော့ဒီလိုစီလန်းချောင်းနဲ့ဝင်သွားတဲ့အကြောင်းတက်တေကံဖြစ်လူနာတယောက်တောင်မတွေ့ဘူးသလိုပါပဲ။ဆိုတော့သိပ္ပံပညာရှင်တွေကထုံးစံအတိုင်းတက်တေမရှိရင်မယုံဘူးပေါ့ရှင်။ဒေသခံတွေအတွက်ကြတော့လေဒါကအစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့အသည့်တစ်ခုပါ။မတမ်းမတင်ထားနိုင်တဲ့တချို့အဖြစ်အပျက်တွေကလည်းရှိကောင်းရှိနိုင်ပါရဲ့နော်။ ဒီကြောင်းလေးကိုဆက်ပြီးတော့ပြောပြပေးမှာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့ကျမတို့ Instagram page လေးကို like တာ follow လေးလုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်။အကောင်းဆုံးနေ့ကိုပဲရွေးချက်တင်ဆက်ပေးသွားမှာပါရှင်။1998ခုနှစ်တုန်းကတော့ဘရာဇီးမှာဇီလန်ကျောင်းနဲ့ဒီကောင်လေးတကောင်ရောက်နေလို့ခွဲခန်းနဲ့ရောက်သွားတဲ့လူနာတယောက်ရှိခဲ့ဘူးတယ်လို့မှတ်တမ်းမှတ်ရရှိပါတယ်။ ဒါပေမဲ့ဒါကလည်းတကယ်ကိုတည်တည်ချာချာလေးလာမှုမစတင်ခင်ကဖြစ်ပြီးတော့တကယ်လေးလာတဲ့အခါမှာအဲ့ဒီဖြစ်စဉ်ကတက်တဲ့အထောက်ထားကလုံလောက်အောင်ကြံနေခဲ့ပါဦးရှင်ဖြစ်ဘူးတာဆိုလို့လေဒီဒီဇိုင်းလောက်ပဲရှိခဲ့ဘူးတာကလည်းပညာရှင်တွေကိုပို့ပြီးတော့တန်တရားကြီးစီခဲ့ပါတယ်။ဒါဆိုပညာရှင်တွေဆိုရင်ဒါဟာရုံနဲ့ကိစ္စတစ်ခုပဲဖြစ်ပြီးဗဇက်ပြောရာဇဝင်တစ်ခုသာသာပါလို့လည်းမှတ်ချက်ချကြပါတယ်။ဒါပေမဲ့ဒေသခံတွေကတော့တကယ်ကိုယုံကြတယ်လို့လက်တွေ့နဲ့အဖြစ်အပျက်တွေရှိတယ်လို့လည်းညင်းကြပါတယ်။ ဒီအငင်းခုံရက်တန့်သွားအောင်လက်တွေ့တက်တည်ပြဖို့ရာကလည်းတနည်းပဲရှိပါတယ်နော်။မေဆုံမြစ်ထဲကအဒီကောင်လေးတွေရှိတဲ့နေရာမှာတရားရောက်ကသွားပြီးတော့ရှုပေါက်ချလိုက်ရုံပါပဲ။တကယ်ဝင်လာတယ်ဆိုရင်တော့ဒါကအမှန်ပေါ့ရှင်။ဘယ်လောက်သွားသွားမဝင်လာရင်တော့ဒါကယုံတတ်ပေါ့။ ။အမေဒီလိုကြည်လက်တွေ့ဆန်းသပ်ဖို့ကူညီပေးခြင်းနဲ့စီရနဝန်ထမ်းကတော့ရှိမှမရှိမဲကမသိကြပါဘူး။မြို့နဲ့ပညာရှင်တွေကိုယ်တိုင်လည်းမြို့သားမြို့သားကိုယ်တိုင်တော့ဆင်းပြီးတော့ဆန်းသက်ကြည်ရဲပုံတော့မပေါ်သေးပါဘူး။ကင်းပေးတဲ့ကြည်တို့ရောဘယ်လိုမျိုးထူးခြားတဲ့မြင်မျိုးတွေမှရည်ကူးကြကြလဲ။အောက်ကကောမမှပြပြပေးခဲ့ပါအောင်နော်။အစုံနဲ့ကြည်ပေးတဲ့ကြွယ်လည်းအားလုံးကိုကျေးဇူးများကြည်တင်ပါတယ်ရှင်။